အားသာဝင်ဌာနကဦးစီးကျင်းပတဲ့ကာယအလမင်ပြိုင်ပွဲကိုရန်ကုန်မြို့မင်းသမားလမ်းမှာရှိတဲ့ MCC ကမ္ဘာမှာဇော်လာ23ရင်းတို့ကရှင်ပြန်သွားတာပေါ့မျိုးသမီးမေပြိုင်ပွဲကိုကာယအလမင်နဲ့ကြက်ခံမှုမဲ့အဖြစ်မျိုးစားနှမျိုးခွဲထားပြီးတော့မြန်မာဝတ်စုံနဲ့အရင်ဆုံးရှင်ပြန်ရတာဖြစ်ပါတယ် မပြိုင်ပွဲမှာတော့ပြိုင်ပွဲဝင်23ဦးနဲ့အကျိတ်နဲ့ရှိခဲ့လို့စင်စင်ရှင်ပြိုင်ခဲ့ရပြီးပထမဆင့်မှာ23ယောက်ဒုတိယဆင့်မှာ15ယောက်နောက်ဆုံးဆင့်မှာ9ယောက်ရှင်ပြိုင်ပြီးမှစုရွေးချယ်တာပါဒီကေပထမပြိုင်ပွဲကစပိန်နဲ့ဆက်တဲ့အခြေအဝေပြန်ဖြစ်ပြီလားနော်ခုပြိုင်ပွဲဟာနှစ်ပေါင်း30ကျော်အတွင်းမှာအင်ဒီလက်ပြတ်နဲ့ဘောင်းမီတို့ဝစ်စင်ပြီးပြန်လည်ရှင်ပြိုင်ခွင့်ရတဲ့မေပြိုင်ပွဲလေးဖြစ်ပါတယ် ကြံ့ခိုင်မှုမဲ့ပြိုင်ပွဲမှာတော့ကိုကာယပေါ်လွန်အောင်လို့အာကစားဝတ်စုံဝတ်ဆင်ရပြီးတက်လုံကောင်းမှုခွန်အားရှိမှုပျော်ပြမှုစတာတွေအတွက်ကောက်ွက်တွေကိုစက္ကန့်60ကျောင်းဂီတနဲ့တွက်ဖက်ကပ်ပြရတာဖြစ်ပါတယ် ၂၀၁၂အတွက်ကာယလမဲ့ဘွဲကတော့အလဲမာတယုတ်ပြနေတဲ့ဝီဖြိုးကစကူသွားပြီးဒုတိယဆုကအေဆူတတိယဆုကခင်တက်မွန်ဝန်းကရရှိသွားပါတယ်။ဝီဖြိုးဟာ၂၀၁၁ကာယလမဲ့ပြိုင်ပွဲမှာမဲ့ဘွဲကိုရရှိထားသူလည်းဖြစ်တာပါ။ ကြံ့ခိုင်မှုမဲ့ပြိုင်ပွဲအတွက်ချန်ပီယံဆုကိုတော့ကာယလမဲ့ပြိုင်ပွဲမှာဝင်ရောက်ရှင်ပိုင်ပြီးတော့ဒုတိယရရှိခဲ့တဲ့အေအေဆုကရရှိသွားတာပေါ့မြန်မာပြည်အနေနဲ့1960ဝန်းကျင်လောက်မှာမဲဆက်ကြရပြိုင်ပွဲတွေမှာဝင်ရောက်ရှင်ပိုင်မှုရဲ့အစလာရှိပေမဲ့လည်းဒီနေ့ကာလမှာတော့နိုင်ငံတကာပြိုင်ပွဲတွေနဲ့အလံဝင်းနေစေဖြစ်ပါတယ်။ဒါပေမဲ့လည်းမြန်မာနိုင်ငံကာယပလနဲ့ကာယအလှအဖွဲ့ချုပ်ကတော့အခွင့်အရေးပေးလာရင်မြန်မာကာယအလှမယ်တွေကို နိုင်ငံတကာပြိုင်ပွဲတွေစီဆေလွှင့်ရှင်ပြိုင်မှုရည်ရထားကြောင်းလည်းသိရပါတယ်ခင်ဗျာကျွန်တော်ဇင်မောင်ပါ